အီတလီလူရင်းစဉ်အသင်းနည်းပြကတ်တူဆိုက2026ကမ္ဘာဖလားခြေစစ်ပွဲ playoff အဆင့်မှာရင်ဆိုင်ရမယ့်မြောက်အာရလန်အသင်းကိုရှော့မတော့ဖို့ကစားသမားတွေကိုသတိပေးခဲ့တယ်လို့သိရပါဗျ။အီတလီအသင်းဟာ2026ကမ္ဘာဖလားခြေစစ်ပွဲဥရောပဆုံးအုပ်စုအဆင့်မှာနော်ဝေရဲ့နောက်ဒုတိယသာရရှိခဲ့တာကြောင့်တိုက်ရိုက်ခြေစစ်ပွဲမအောင်မြင်မဲ့ playoff အဆင့်ထပ်ကစားရမှာဖြစ်ပါတယ်။ playoff အဆင့်မှာအီတလီအသင်းဟာမြောက်အာရလန်အသင်းနဲ့ semi-final ပွဲစဉ်စတင်ရှင်ပြိုင်ရမှာဖြစ်ပြီးအနိုင်ရရှိပါက ဝေးစ်နဲ့ဘော့စနီးယားပွဲကအနိုင်ရရှိတဲ့အသင်းနဲ့ဘောလုံးပွဲမှာရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီပွဲတွေကိုတကြုံစီသားရှင်ပြိုင်ကစားရမှာဖြစ်တာကြောင့်အီတလီအသင်းအနေနဲ့2026ကမ္ဘာဖလားပြိုင်ပွဲစီအရောက်လှမ်းနိုင်ဖို့နှစ်ပွဲသာလိုတော့တဲ့အခြေအနေဖြစ်ပါတယ်။ဒါပေမဲ့ဆီမီဖိုင်နယ်မှာရင်ဆိုင်ရမယ့်မြောက်အိုင်ယာလန်အသင်းပေါ်ခက်တူဆိုကသူတို့ကကြိုင်းခံမှုအားပြုတဲ့အသင်းမှာသူတို့ကဘရောမအရှုံးမပြေတဲ့အသင်းမှာကျွန်တော်တို့ယုံကြည်မှုအပြည့်ရှိနေပေမဲ့သူတို့ကိုရှော့တွက်လို့မရပါဘူးလို့ပြောကြားခဲ့ပါတယ်။ အီတလီအသင်းဟာကမ္ဘာဖလားပြိုင်ပွဲမှာချန်ပီယံဆုလေးချိန်ရရှိထားတဲ့အသင်းဖြစ်ပေမဲ့နောက်ဆုံးကမ္ဘာဖလားပြိုင်ပွဲနှစ်ချိန်ဆက်ခြေစစ်ပွဲအောင်မြင်ခြင်းမရှိခဲ့ပေ2018တုန်းက playoff အဆင့်မှာဆွီဒင်ကိုရှုံးနိမ့်ခဲ့သလို2022ခုနှစ်တုန်းကလည်း playoff အဆင့်မှာမြောက်မက်ဆီဒိုနီးယားကိုရှုံးနိမ့်ခဲ့ရပါတယ်။